တမယာတိတို့ကြောင့်အောင်မြင်လာပြီးလပိုင်းတွင်းမှာနထတတ်ကြီးကိုဆောက်လုပ်ပြီးခဲ့တဲ့ဖတိမာမအေးဝင်းစီစဉ်တဲ့ရုပ်ရှင်တွေထဲမှာသုံးနှစ်ခန့်ကြာပြီးတဲ့အခါချမ်းသာကြွားဝါသွားကြပါတယ်တမယာတိတို့ရောင်းတဲ့ဖတိမာက2025ခုနှစ်ထဲမှာတင်သူ့အတွက်အပြောင်းလဲဖြစ်သွားပြီးအခုဆိုရင်တော့နထတတ်ကြီးကိုဆောက်လုပ်ပြီးသွားပါပြီသူရဲ့အိမ်ကတော့စုစုပေါင်း3500ကျော်ကုန်ကြတဲ့အိမ်ဖြစ်ပြီးလှလပပတိဆောက်ထားခဲ့တာပါခြံနေရာကကျင်းမြောင်းပေမဲ့လည်းတတရရဆောက်ထားတဲ့နထတတ်ကြီးက မကြခင်မှာပြီးစီးတော့မှာပါအိမ်တွင်းကိုလည်းတေချာပြင်ဆင်ထားပြီးပတိမာကကိုပိုင်အိမ်ထဲနေထိုင်ရတော့မှာပါရှောင်းဝင်းဝဲတာအပြင်အိမ်ဆောက်တာတွေပါ ပေါင်းလိုက်ရင်တော့ပတိမာကတိမ့်ထောင်ချီကုန်ကြပြီးလာပိုင်းတွင်းမှာတင်နာတွေကမဆလိုက်တဲ့အလားရှမ်းတာတော့ခဲပါတယ်2025ခုနှစ်ဇန်နဝါရီလအထိပတိမာကဥပိန်တရားမှာတံပရာတိတုတ်ကိုရောင်းနေခဲ့ရပြီးအကျွေးတွေလည်းရှိခဲ့ပါတယ်အကျွေးတွေပက်လက်ဝိုင်းနေတဲ့အပြင်အိမ်ငှားပြီးနေခဲ့ရပါတယ် အကျွေးရှင်တွေကဘယ်တော့ရောက်လာမလဲဆိုပြီးတွေးပူခဲရပြီးအိမ်လဲမကြခနာပြောင်းရပါတယ်။စုမိဆောင်မိဖြစ်လာတာကြောင့်ရှောင်းဝိုင်းလေးကိုဝယ်လိုက်ပြီးလက်ရှိအိမ်ငှားနေတဲ့နေရာရဲ့ဘေးနားကမြေကွက်လေးကိုပဲဝယ်လိုက်တာဖြစ်ပါတယ်။၁၈ပေပေ၄၀တာရှိတဲ့မြေကွက်လေးမှာအိမ်လေးကိုတည်ဆောက်လိုက်ပါတယ်။ဈေးရောက်ရတာကိုဝါဒနာပါလို့အိမ်ရောက်ထက်ကိုတော့ကြကြပြန်ပြန်ထားပြီးလှလပပတည်ဆောက်ထားတာပါ။ အင်ကဆေတုပ်ဖို့ပဲကြံပြီးလပိုင်းအတွက်မှပြီးစီတော်မဲ့အင်လေးဖြစ်ပါတယ်။ချောင်းဝိုင်းလေးကကျင်းပေမဲ့လည်းကိုပိုင်မြကွဲလဲရခဲ့တာကြောင့်ဖတိမာကတော့ဝမ်တန်လေးကနည်းနည်းအတွက်မှရှားတယောက်လိုပြောင်းလဲသွားတာပါ။ဖတိမာကလွန်ခဲ့တဲ့နှစ်ကအထီးတရားပေါ်မှာတံမြာတီတို့ကိုရောင်းခဲ့ပြီးနောက်တနေ့အကြာမှအင်ပန်လေးကိုရလာမယ်လို့တောင်းမထင်ထားခဲ့ပါဘူး။ကန်ချမ်းလာတော့ကိုမမြင်ရတဲ့ဖတိမာကကန်ကောင်းတာလဲပါဝင်တယ်လို့ သူကိုယ်တိုင်လည်းစီးပွားရေးအမြင်ရှိလို့လှလင်းမြမြတုတ်တက်သွားခဲ့တာပါ။တမယာဒီတို့ကအကျိုးပေးလို့အခုတော့အကျွေးတွေလည်းကြည်သွားတဲ့အပြင်အင်ကြီးလည်းဆောက်ပြီးသွားပါပြီ။ဖတိမာကဘာရောင်းရရောင်းအောင်ကောင်းနေခဲ့တဲ့အထိဈေးရောင်းတဲ့နေရာမှာကံကောင်းတဲ့သူဖြစ်ပြီးသူရောင်းတဲ့ပစ္စည်းတွေကကုန်ကျန်းဝယ်မရအောင်လူဝယ်ရလေးရှိပါတယ်။တမယာဒီတို့ရောင်းတဲ့ချိန်မှလည်းအောင်မြင်ခဲ့တယ်လို့အခုချိန်မှလည်းငားရီကွန်ကျော်တွေအာလူကျော်တွေနဲ့အခြားစားစရာတွေကိုရောင်းနေပြန်ပါတယ်။ဖတိမာက အရင်ကတော့သူတငယ်ချင်းနဲ့အနှစ်ယောက်သားရောင်းခဲ့ရပေမဲ့အခုတော့ဝန်ထမ်းတွေကိုလည်းငှားထားပြီးအောင်မြင်တဲ့အစားအသောက်ကိုလုံအောင်ဖြစ်လာပါတော့တယ်။တရင်ကျွတ်မှလည်းဝန်ထမ်းတွေကိုသိန်း20မဖို့ပေးခဲ့တဲ့အထိလုပ်ငန်းတွေကအဆင်ပြေလာပါတယ်။ရွှေတွေကိုလည်းတီးအောင်ဝယ်နိုင်ပြီးပွဲတွေကိုလည်းမကြခဏတင်နေရပါတော့တယ်။ပတိမကိုဆယ်လီတရာအတိမှပြုလာကြပြီးဆိုင်ဖွင့်ပွဲတွေအလှူပွဲတွေမှာတကူတကာဖိတ်ကြပါတယ်။ပတိမကအခုဆိုရင်တော့ ိတ်ကကိုတေချာပြင်ဆင်ပြီးဒီဇိုင်နာချုပ်ဝတ်စုံတွေနဲ့ပွဲတည်ပြီးတထင်းမှအကြီးဖြစ်သွားပါပြီ။ဇင်းလုံးကိုခေါင်းရက်ပြီးရောင်းရတဲ့ဘဝကနေတားငယ်လေးကြောင့်ပတိမာကလွန်ခဲ့တဲ့နှစ်ကနေမတူပဲအဆင်ပြေသွားပါပြီ။သူရဲ့ခင်ပွန်းလဲမြန်မာနိုင်ငံကိုပြန်ရလာပြီးစီးပွားရေးကိုအတူတူလုပ်ကိုင်နေပြီးသူရဲ့လုပ်ငန်းကတရက်ကို ရောင်းအားရာကနာနိပါးရှိပါတယ်။ယူတာစူးစမ်းမှုကြောင့်တနေ့အတွင်းမှမထင်ထားလောက်အောင်ပြောင်းလဲသွားတဲ့ဖတိမာအတွက်ဝမ်းသာသူတွေလည်းရှိတယ်လို့ တချို့ကလည်းသဘောမချကြပါဘူး။တနေ့အတွက်မှာတံမရာတိတုံးနဲ့ငားရီကွန်ကြော်ရောင်းပြီးကိုပိုင်နှထတိုက်ပိုင်ဆိုင်သွားတဲ့ဖတိမကိုအားကြနေကြပြီလားဆိုတာကိုမမပြောပြပေးခဲ့ကြပါအောင်နော်။ယေရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။